စစ်ဘေးငလျင်ဘေးနဲ့နိုင်ငံရေးမတည်ငြိမ်တဲ့ကာလမှာကိုဗစ်ကတကြော့ပြန်ဝင်လာပြန်ပါပြီအခုမေလအတွင်းမှာပဲအင်ဒီဂျင်ထိုင်းနိုင်ငံမှာကိုဗစ်ကူးစက်တဲ့နှုန်းကတိုင်ငန်းထိကပ်နေပြီးတော့တည်ဆုံးသူတွေကလည်း20ကျော်လာပါတယ်အဲ့ဒီအချိန်တွေတစ်ဆက်တည်းမြန်မာနိုင်ငံမှာလည်းကူးစက်ခံနေရသူတွေတွေ့လာရပါတယ်။မေလမကုန်ခင်အထိ ပြည်တွင်းမှာကိုဗစ်ပြန်လဲကူးစက်ခံရသူနှစ်ဦးရှိနေပါတယ်။ဒါကတကြောပြန်ပြန်ဖြစ်တဲ့အခြေအနေဖြစ်ပါတယ်။အခုဗီဒီယိုကတော့လက်ရှိပြန်ဖြစ်နေတဲ့ကိုဗစ်မျိုးကွဲတွေအကြောင်းတည်ထားရမယ့်ကိစ္စတချို့နဲ့ဒီကိုဗစ်မှာကိုယ်တိုင်နဲ့မိသားစုဝင်တွေရဲ့ကူးစက်မခံရအောင်ဘယ်လိုနေထိုင်ရမယ်ဆိုတာတွေနဲ့ပတ်သက်ပြီးလေ့လာရမှာဖြစ်ပါတယ်။ ခုပြန်ဖြစ်နေတဲ့ ACC လို့ခေါ်တဲ့ COVID-19 မျိုးကွဲဟာ2024ခုနှစ်ဇွန်လကတည်းကစတင်ကူးစက်ခဲ့တာဖြစ်ပါတယ်။အခုတော့အနည်းဆုံးနိုင်ငံပေါင်း15နိုင်ငံအထိကူးစက်ပြန့်နှံ့နေပါတယ်။အနည်းဆုံးဖြစ်တဲ့အာရှနိုင်ငံတွေအခြေအနေကိုအရင်ကြည့်အောင်ပါ။အာရှဒေသတွင်းမှာပဲထိုင်း၊မလေးရှား၊စင်ကာပူ၊ဟောင်ကောင်နဲ့တရုတ်နိုင်ငံတို့မှာ COVID-19 ရောဂါဖြစ်ပွားမှုပြန်လည်မြင့်တက်လာနေပါတယ်။ ထိုင်းနိုင်ငံမှာတော့2025ခုနှစ်မေလအတွင်းမှာပဲ COVID-19 ကူးစက်မှုတွေတိတိတသားမြင့်တက်လာခဲ့ပါတယ်။မေလ15ရက်နေ့ထိထိုင်းနိုင်ငံမှာ COVID ကူးစက်ခံရသူ9000ကျော်နဲ့သေဆုံးသူ19ဦးထိရှိခဲ့ပါတယ်။အခုတော့ကူးစက်ခံရသူတွေနဲ့သေဆုံးသူရေအတွက်ကဆက်လက်တိုးလာနေသေးပဲဖြစ်ပါတယ်။နောက်ဆုံးစီးရင်တွေရတော့ ဦးစက္ကံရသူ9000ကျော်နဲ့တည်ဆုံသူဦးရေ20ကျော်ရှိနေပြီဖြစ်ပါတယ်။ယောဂဖြစ်ပွားမှုရေအတွက်ဟာဆက်လက်မြင့်တက်နေပြီးတော့စုံကရန်တကြံပွဲတော်အားလည်းရက်ရတရပတ်16ရက်နေ့အပြီးမှာကူးဆက်သူရေအတွက်တဖြည်းဖြည်းပိုတိုးလာတာဖြစ်ပါတယ်။တကမ္ဘာလုံးမှာကိုဗစ်ကြောင့်တည်ဆုံသူတွေတိတိတသာရော့ကျခဲ့ပေမဲ့ကိုဗစ်မျိုးကွဲတွေကတော့ဆက်ရှိနေတော့မှဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာကာဝယ်ဆီးနဲ့ထိန်းချုပ်နိုင်တာတွေယောဂပူခုခံနိုင်တဲ့အင်မျိုးတွေကောင်းလာတာတွေကြောင့်တိဆုံမှုနှုံးနဲ့ကူးစက်မှုနှုံးလျော့သွားတာဖြစ်ပါတယ်ဒီသဘောကကိုဗစ်ကလုံးဝမရှိတော့တာတော့မဟုတ်ပါဘူးဒီကာလတွေထဲမှာသူ့ရဲ့ပုံမြောင်းမျိုးကွဲတွေဆက်ရှိနေတော့မဲဖြစ်ပြီးအခုတော့အဲ့ဒီမျိုးကွဲတွေကနေပဲပြန်ကူးစက်လာတဲ့သဘောဖြစ်ပါတယ်နောက်ထပ်အကြောင်းရင်းတွေလည်းရှိပါသေးတယ် ီအခြေအနေတွေထဲမှာရှေ့ကပြောခဲ့သလို virus မျိုးကွဲအစ်စ်တွေပေါ်ပေါက်လာတာကာကွယ်ဆေးထိုးနှံမှုခံယူပြီးနောက်ပိုင်းမှာခုခံကာကွယ်နိုင်စွမ်းပြန်လျော့လာတာကိုဗစ်ကာလကရှိခဲ့တဲ့နေထိုင်မှုပုံစံတွေကိုတတိထားမှုနေပါလာတာခီးသွားလာမှုပြန်လည်များပြားလာတာနဲ့လူစုလူဝေးတွေကနေပြန်ဖြစ်လာတာမျိုးလို့နားလည်လို့ရပါတယ်ဒီအခြေအနေကိုမြင်သာအောင်ပြောရရင် ထိုင်းနိုင်ငံမှာလက်ရှိပမာဏများများကူးစက်ထားတဲ့အခြေအနေကပြီးခဲ့တဲ့ကြံကလူစုလူဝေးအကျိုးဆက်တွေကြောင့်ဖြစ်တယ်ဆိုတာမျိုးထိုင်းဆိုရနဲ့ယောဂကာကွယ်ထိန်းချုပ်ရေးအချက်လက်တွေမှာဖော်ပြတာရှိပါတယ်လူသေနှုန်း20ကျော်လောက်ရှိလာတဲ့အခါမှာထိုင်းဆိုရကအခုတော့ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးအစီအမံတွေကိုတေချာလှုပ်ဆောင်လာပါတယ်မြန်မာနိုင်ငံမှာအခုပြန်ဖြစ်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီးဘယ်လိုပြန်ကူးရဲဆိုတာမျိုးအတိအကျမသိရသေးပါဘူး ထမဆုံးပြန်တွေ့တဲ့အမျိုးသားကလိုင်သာယာမြို့နယ်ကဖြစ်ပြီးတော့လက်ရှိချိန်ထိတော့ယောဂကုသမှုနောက်ကြောင်းကိုစုံစမ်းနေသေးတာဖြစ်ပါတယ်။ဒါပေမဲ့မြန်မာနိုင်ငံရဲ့ဒုတိယလိုင်း second wave ဟာ2020ပြည်နှစ်ဩဂုတ်လ16ရက်နေ့မှာရခိုင်ပြည်နယ်ကနေစတင်နေပြီးတော့နောက်ပိုင်းမှာ နိုင်ငံအနှံ့ကိုပြန်လည်ပြန့်နှံ့သွားခဲ့ပါတယ်။တတိယလိုင်း third wave ကတော့2021ခုနှစ်ဇွန်လနဲ့ဩဂုတ်လကြားမှာဖြစ်ပွားခဲ့ပြီး ကျမ်းမာရေးစနစ်အခက်အခဲတွေနဲ့ပါကြုံတွေ့ခဲ့ရပါတယ်။လက်ရှိပြန်ဖြစ်နေတဲ့အချိန်ဒီမှာ နိုင်ငံတွင်းကူးစက်မှုတွေကြောင့်ဖြစ်ပွားနိုင်သလိုနေဆက်ဖြတ်ကျော်လူဝင်ထွက်တွေကနေလည်းပြန်လည်ကူးစက်တာမျိုးလည်းဖြစ်နိုင်ပါတယ်။လက်ရှိကန်တွေနေတဲ့ကျမ်းမာရေးဝန်ကြီးဌာနထုတ်ပြန်ကြမှာတော့ဧပြီလ28ရက်ကနေမတ်လ4ရက်နေ့ထိလူပေါင်း2624ဦးကိုစစ်ဆေးခဲ့ပြီးမေလ9ရက်နေ့မှာတော့ ကိုဗစ်ကူးစက်ခံရသူတယောက်တွေ့ရှိခဲ့တယ်လို့ပါရှိပါတယ်။အဲဒီနောက်မေလ17ရက်နေ့ကနေ18ရက်နေ့အတွင်းလူပေါင်း2642ဦးကိုစစ်ဆေးရမှာနောက်ထပ်တဦးထပ်ပြီးတွေ့လာရတာကြောင့်လက်တလောမြန်မာနိုင်ငံမှာကူးစက်ခံရသူ2ဦးရှိနေတဲ့သဘောဖြစ်ပါတယ်။လက်ရှိချိန်နေရထိုင်းနိုင်ငံမှာ ပြန့်နှံ့နေတာက ACC လို့ခေါ်တဲ့ COVID-19 မျိုးကွဲဖြစ်ပါတယ်။ ီမျိုးကွဲကပုံမှန်တကွေးထက်ခုနစပိုပြီးမြ мян ကူးဆက်နိုင်တယ်ဆိုတော့တွေးရှိချက်တွေရှိပါတယ်။ကဘာကျမရေဖွဲ WHO က2025ခုနှစ်မေလ15ရက်နေ့ထုတ်ပြန်တဲ့အချက်အလက်တွေမှာတော့လက်ရှိပြန့်နှံ့နေတဲ့ SARS-CoV-2 မျိုးကွဲဟာ JN1 ဆိုတဲ့မျိုးကွဲကနေဆင်းသက်လာတာဖြစ်ပြီး LB81 လို့ခေါ်တဲ့မျိုးကွဲကလည်းတိုးပွားလာနေတာရှိပါတယ်။ အခုပြန့်နှံ့နေတဲ့ GN1 ကဆင်းသက်လာတဲ့မျိုးကွဲတွေဟာအရင် Omicron မျိုးကွဲတွေလိုပဲအလွယ်တကူကူးစက်ပြန့်နှံ့နိုင်ပါတယ်။ဒီထဲမှာအများစုသောကူးစက်မှုတွေကတော့အပျော်စားလက္ခဏာတွေကိုသာ ပြသကြပါတယ်။အခုမျိုးကွဲတွေရဲ့ပြင်းထန်ပုံကအရင်မျိုးကွဲတွေထက်ပိုပြီးဆိုးရွားတယ်ဆိုတဲ့အထောက်အထားမျိုးတော့မတွေ့ရသေးပါဘူး။ဒါပေမဲ့ယောဂအခန်းရှိသူတွေကိုယ်ကံအားနည်းသူတွေအတွက်ကတော့အထူးသတိထားဖို့လိုပါတယ်။ လက်ရှိပြန့်နှံ့နေတဲ့ COVID-19 မျိုးကွဲရဲ့လက္ခဏာတွေကတော့အရင် Omicron မျိုးကွဲတွေရဲ့လက္ခဏာနဲ့အတူတူပဲဖြစ်ပြီးလူတဦးနဲ့တဦးရဲ့အခြေအနေပေါ်မူတည်ပြီးကွဲပြားနိုင်ပါတယ်။အဖြစ်များတဲ့လက္ခဏာတွေကတော့ဖျားနာတာ၊ချောင်းဆိုးတာ၊လေကြောင်းနာတာ၊နှာရည်ရတာဒါမှမဟုတ်နှာပိတ်တာ၊မောပန်းနှံ့နေတာ၊ခေါင်းကိုက်တာ၊ခန္ဓာကိုယ်ဒါမှမဟုတ်ကြွက်သားတွေနာကျင်ကိုက်ခဲတာ၊တချို့လူနာတွေမှာဝမ်းလျှောတာ၊ပြုတ်အန်တာလို့ အစာအိမ်နဲ့ဥလန်းချောင်းဆိုင်ရာလက္ခဏာတွေလည်းရှိနိုင်ပါတယ်။အဲဒီပြင်အနံ့အရသာပျောက်ဆုံးတာအသက်ရှူရခက်ခဲတာဒါမှမဟုတ်ရင်ရင်ပတ်အောင်တာစတာမျိုးတွေဖြစ်နိုင်ပါတယ်။အရင်ကထိုးနိုင်တဲ့ကာဝေးစည်းတွေဟာလက်ရှိပြန့်နေနေတဲ့မျိုးကွဲအစ်စ်တွေပေါ်မှာအတိုင်းအတာတစ်ခုအထိကာကွယ်မှုပေးနိုင်ပါသေးတယ်။အထူးသဖြင့်ပြင်းထန်တဲ့ရောဂါဖြစ်ပွားတာဆေးရုံတက်လာတာနဲ့ တည်ဆုံးတာတို့ကိုကာကွယ်ပေးနိုင်ပါတယ်။ပြီးခဲ့တဲ့2024 2025ခုနှစ်အတွက် update လုပ်ထားတဲ့ကာကွယ်စည်းတွေဟာလက်ရှိပြန့်နှံ့နေတဲ့မျိုးကွဲတွေအတွက်ရည်ရွယ်ပြီးထုတ်လုပ်ထားတာဖြစ်လို့ထိရောက်မှုရှိမယ်လို့မျှော်လင့်ရပါတယ်။ဒါပေမဲ့လည်း virus မျိုးကွဲတွေကပြောင်းလဲနေသေးတာကြောင့်ကာကွယ်စည်းထိုးနှံထားသူတွေမှာပါရောဂါကူးစက်ခံရနိုင်သေးတာကိုတော့သတိပြုရမှာဖြစ်ပါတယ်။အဲဒါကြောင့် ကာကွယ်ဆေးအချိန်မီထိုးလွှမ်းခြင်းနဲ့ယောဂကာကွယ်ရေးစည်းကမ်းတွေကိုဆက်လက်လိုက်နာဖို့ကအရေးကြီးတဲ့အချက်ဖြစ်ပါတယ်။လက်ရှိဖြစ်နေတဲ့ကိုဗစ်ကနေကာကွယ်ဖို့နည်းလမ်းတွေရှိပါတယ်။အရင်ကိုဗစ်ဖြစ်တုန်းကလှုပ်ဖူးခဲ့တဲ့ပုံစံဖြစ်ပါတယ်။လက်ကိုဆက်ပြာနဲ့ရည်နဲ့မကြာခဏဆေးကြောတာဒါမှမဟုတ်အယ်ကိုဟော60%ခန့်အနည်းဆုံးပါဝင်တဲ့လက်တန့်ဆေးကိုအသုံးပြုတာ။ မျက်လုံးနှာခေါင်းနဲ့ပါးစပ်တို့ကိုမကြာခဏလက်နဲ့ကင်တွေတာကိုရှောင်ကျင်တာမျိုးတွေဖြစ်ပါတယ်။ချောင်းဆိုးတာဒါမှမဟုတ်နှာခြေတာတွေပြုလုပ်တဲ့အခါတ िश ူးနဲ့အုပ်တာမျိုးဒါမှမဟုတ်တရောင်စစ်ကွေးနဲ့အုပ်ပြီးပြုလုပ်တာမျိုးတ िश ူးတွေကိုချက်ချင်းဆွန့်ပစ်ပြီးလက်စည်းတာမျိုးတွေပြုလုပ်တင်ပါတယ်။အိမ်တွင်းနဲ့အများပြည်သူသုံးနေရာတွေမှာလေဝင်လေထွက်ကောင်းအောင်ထားရှိတာ။ ဒရင်းမောက်တွေဖွင့်လာတာလေးစစ်စနစ်တွေအသုံးပြုတာစတာမျိုးတွေလုပ်လို့ရပါတယ်လူစုလူဝေးများတဲ့နေရာတွေနဲ့ကူးစက်မှုနှုံမြင့်မားတဲ့နေရာတွေတွားတာမျိုးကိုရှောင်ကျင်တာစကားပြောဆက်ဆံတဲ့အခါအနည်းဆုံး6ပေအကွာဝေးကနေဆက်သွယ်ပြောဆိုတာအထူးသဖြင့်အများပြည်သူနေရာတွေမှာဒါမှမဟုတ်ကူးစက်မှုနှုံမြင့်မားတဲ့နေရာတွေမှာ max tax နဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂလက္ခဏာတွေရှိနေပြီဆိုရင် အိမ်မှာပဲနေထိုင်ပြီးတခြားသူတွေနဲ့ခက်ခွခွာနေတာလိုအပ်လာတဲ့အခါ COVID-19 စစ်ဆေးမှုခံယူပြီးဆရာဝန်နဲ့ပြတာတာမျိုးတွေလုပ်ဖို့လိုပါတယ်2020ပြည့်နှစ်မတ်လ23ရက်နေ့မှာမြန်မာနိုင်ငံရဲ့ပထမဆုံး COVID-19 အတည်ပြုလူနာကိုစတင်တွေ့ရှိခဲ့ပါတယ်ပထမလိုင်းဟာ3လနီးပါးကြာမြင့်ခဲ့ပါတယ်ကူးစက်မှုနဲ့တိုက်စုံမှုနှုန်းမှာဒုတိယနဲ့တတိယလိုင်းတွေထက် တိတိတသာနေပါခဲ့ပါတယ်2020ပြည်နှစ်အောက်တိုဘာ16ရက်နေ့မှာရခိုင်ပြည်နယ်ကစတင်ခဲ့ပြီးတော့တလာလုံးနီးပါးပြည်ရင်းကူးစက်မှုမရှိဘဲရပ်တန့်နေရာကနေပြန်လည်စတင်ခဲ့တာဖြစ်ပါတယ်ဒုတိယလိုင်းရဲ့ကူးစက်မှုနှုန်းဟာပထမလိုင်းထက်တိတိတသာမြင့်တက်ခဲ့ပြီးတော့ရန်ကုန်မြို့ကတော့ယောဂါရဲ့ဗဟုချက်ဖြစ်လာခဲ့ပါတယ်ဆေးရုံတွေမှာလူတွေပြည့်ကျပ်ခဲ့ပြီးတော့စစ်ဆေးမှုပမာဏကို လင်းမြန်စွာမလုံဆောင်နိုင်တာတွေကြုံတွေ့ခဲ့ရပါတယ်2021ခုနှစ်ဇွန်လကနေပြီးတော့အောက်ဂုလကြားမှာတော့ COVID-19 ကူးစက်မှုဟာအပြင်းထန်ဆုံးဖြစ်ပွားခဲ့ပါတယ်နိုင်ငံရေးမတည်ငြိမ်တဲ့ကာလဖြစ်တာကြောင့်အခက်အခဲများစွာနေရင်ဆိုင်ခဲ့ရပြီးယောဂကူးစက်မှုနဲ့တည်ဆုံးမှုနှုန်းလည်းမြင့်မာခဲ့ပါတယ်2021ခုနှစ်ဇူလိုင်လ22ရက်နေ့အတွင်းမှာပဲအများဆုံးကူးစက်မှုနှုန်း6000ကျော်တိရှိခဲ့ပါတယ် မြန်မာနိုင်ငံကကိုဗစ် -19 စတင်ရောက်ရှိချိန်2020ခုနှစ်မတ်လ23ရက်နေ့ကနေပြီးတော့2025ခုနှစ်မေလ17ရက်နေ့ထိကာလအတွင်းစုစုပေါင်းကူးစက်ခံရသူ6သိန်းကျော်နဲ့တေဆုံးသူ2000နီးပါးရှိခဲ့တယ်လို့ကျမ်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။ကမ္ဘာနဲ့မှာကိုဗစ် -19 ရောဂါကူးစက်မှုတွေကတော့ဆက်လက်ရှိနေတော့မယ်ဖြစ်ပါတယ်။